မင်းခမ်းမင်းသားဘိသူကလက်ရာရီနဲ့ထထဝဝတိဆောက်ထားတဲ့နေပြည်တော်ကလွတ်တော်အဆောက်အုံတွေဟာအင်အားပြင်းငလင်တန်ကိုမခံနိုင်ပဲပျက်စီးမှုတွေရှိခဲ့ပါတယ်။ပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်မျိုးသားလွတ်တော်အဆောက်အုံတွေနဲ့ဆက်ဆက်အဆောက်အုံတွေပျက်စီးမှုကိုအာနာသိန်းစစ်ကောင်းဆောင်ကိုတိုင်သွားကြည့်ခဲ့ပြီးပြန်လည်ပြင်ဆင်ဖို့ပြောခဲ့တာကိုစစ်တပ်ဝါဒဖြန့်မီဒီယာတွေကဖော်ပြလာကြပါတယ်။အဲ့ဒီလွတ်တော်ဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာအရေးပါခဲ့ပြီး ဦးတိန်ဆိုင်အစိုးရနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် LND အစိုးရတို့ဦးဆောင်တဲ့အစိုးရ20ဥပဒေပြူရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့တဲ့နေရာဖြစ်ခဲ့ပါတယ်။စပူတီမျိုးဇေယသိတိရောက်ွက်မှာရှိတဲ့အဲ့ဒီလွတ်တော်အဆောက်အုံတွေကို ACE ကုမ္ပဏီကစောက်လုပ်ခွင့်ရခဲ့တာဖြစ်ပြီးတော့2005ခုနှစ်ကနေ2017ခုနှစ်အထိ6နှစ်ကြာတည်ဆောက်ခဲ့ရတယ်လို့သူတို့ရဲ့တရားဝင် website မှာဖော်ပြထားပါတယ်။ အဆောက်အုံဒီဇိုင်းကိုပကံခစ်ကအနောယထဘရင်ရဲ့နန်းတော်ပြည်သူက လက်ရာတွေပေါင်းဆက်ပြီးမြေက814ဧကရှိတဲ့အကျယ်ဝန်းမှာတိဆောက်ထားတယ်လို့ ACE ကုမ္ပဏီကဆိုထားပါဗျ။ဒီဆောက်လုပ်ရေးကုမ္ပဏီဟာ2010ခုနှစ်တမရဦးသိန်းစိန်အစိုးရလက်ထက်ကအကစားဝင်ကြီးဟောင်းဦးတင်ဆန်းရဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဦးတင်ဆန်းရဲ့သားဖြစ်သူဦးဖြိုးကိုကိုတင်ဆန်းဟာ AC ကုမ္ပဏီဥက္ကဋ္ဌဖြစ်ပြီးပြီးခဲ့တဲ့2018ခုနှစ်ကလက်နက်မွေးဈေးဝါးရည်နဲ့အတူဖမ်းဆီးခံခဲ့ရပါတယ်။2020ခုနှစ်မှာထောင်ဒဏ်အနည်း30ကျော်ချမှတ်ခံခဲ့ရပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်ဧပြီလမှာပဲပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဦးတင်ဆန်းရဲ့ AC လုပ်ငန်းစုကနေပြည်တော်မတီဆောက်မီကရန်ကုန်မြို့မှာအခြေချပြီးလုပ်ကင်တာဖြစ်ပေမဲ့2003ခုနှစ်နောက်ပိုင်းမှာတော့နေပြည်တော်မှာအခြေချပြီး နေပြည်တော်ကစောက်လုပ်ရေးစီမံကိန်းတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ ECE ကစောက်လုပ်ခွင့်ရတဲ့အထက်မှာလွှတ်တော်အဆောက်အအုံပြင်စောက်လုပ်ရေးဝန်ကြီးဌာနလွှတ်တော်ဝန်ထမ်းအင်အားညာနာသိတိရက်ွက်အင်အားအမျိုးသားပြတိုင်းစီးပြခွင့်ကဘိုလ်ရှုသဘင်စင်မြင်စတာတွေလည်းပါဝင်ပါတယ်။ ECE ကုမ္ပဏီရဲ့ website စာမျက်နှာမှာသူတို့စောက်လုပ်ခဲ့ရတဲ့တဲ့လွှတ်တော်အဆောက်အအုံရဲ့ခန္ဓာကြီးကျယ်မှုကိုဂုဏ်ယူဝင်ကြွားစွာဖော်ပြထားပါတယ်။ဒါပေမဲ့ငလင်ကျောင်းမှာတည်ရှိနေတဲ့နေပြည်တော်မှာအဆောက်အအုံစောက်လုပ်မှုတွေကို ငလင်တန်ခံနိုင်ဖို့ထဲသွင်းတွက်ချက်ဆောက်လုပ်ခဲ့တာမဟုတ်တဲ့အတွက်အခုလို၁၄နှစ်ကြာမှာငလင်တန်ကြောင့်ပျက်စီးပြိုပြက်ခဲ့ရတာလို့ဝေဖန်မှုတွေရှိနေတာပါဆရာနာရှင်ဟောင်းဦးသန်းရွှေလက်ထက်နေပြည်တော်ဒီဆောက်ရမှာခရိုနီတွေကိုလက်သိထိုးလုတ်ကင်ခွင့်ပြုခဲ့တာကြောင့်အာဂတိမျိုးတော်အာဂတိအဆောက်အအုံတွေလို့တောင်ဝေဖန်သူတွေကခေါ်ကြပါဗျာ ငလင်ကြောင်နေပြီးတော့မှ ACE ဆောက်လုပ်တဲ့လွှတ်တော်အပြင် အခြားဆောက်လုပ်ရေးလုပ်ငန်းတွေကတိစောက်ထားတဲ့အဆောက်အုံတွေလည်းများစွာပျက်စီးခဲ့ပြီးလူသေဆုံးမှုလည်းအများအပြားရှိခဲ့ပါတယ်။ဆေးရနာရှင်ဟောဦးတန်းရွှေဟာနေပြီးတော့တိစောက်စဉ်ကသုံးဆွဲခဲ့တဲ့ဗန်နာငွေအတိအကျကိုထုတ်ဖော်ပြသခဲ့တာမျိုးမရှိသလိုဘယ်ငွေကြေးနဲ့ဆောက်လုပ်ခဲ့တယ်ဆိုတာမျိုးလည်းမသိရပါဘူး။စစ်တပ်နဲ့နှီးဆက်တဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကသာလုတ်ကင်ခွင့်ရရှိခဲ့ကြပြီးမြို့တီဆောက်မှုမှာမေကွန်းထုတ်เสียများစွာရှိတဲ့အပြင် လန်ဒနာနဲ့အဆောက်အုံတည်ဆောက်မှုတွေမှာရေသွေးညံ့ဖျင်းမှုလက်ဘေးလက်ယူမှုတွေရှိတယ်လို့စောက်လို့ရေးအတိုင်းဝိုင်းနဲ့လေးလာစောင့်ကြည့်သူတွေကထောက်ပြဝေဖန်မှုတွေရှိခဲ့ပါတယ်။ KSS စစ်အာဏာရှင်တွေဟာနေပြည်တော်နဲ့ပတ်သက်တဲ့ဝေဖန်ထောက်ပြမှုတွေကိုဂရုစိုက်မှုမရှိဘဲနေပြည်တော်ကိုသူတို့ရဲ့အောင်မြင်မှုပြရုပ်ဖြစ်ဂုဏ်ယူလေးရှိပါတယ်။နေပြည်တော်ကိုလူဦးရေတန်း၂၀အထိနေနိုင်အောင်ရည်ရွယ်တည်ဆောက်ထားပြီး Green City, Clean City, Smart City ဖြင့်မြို့ကိုဖွံ့ဖြိုးအောင်လုပ်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က2022ခုနှစ်ကပြောကြားခဲ့ပူပါတယ်။ဆရာနာရှင်ဟောင်းဦးသန်းရွှေအပါဝင်ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့နေအိမ်တွေအစိုးရရုံးအဆောက်အုံတွေစစ်ရုံးချုပ်တွေလမ်း20သွားလမ်းမကျယ်ကြီးတွေအပါဝင်လူနေအိမ်ရအများစွာကိုအစမတန်ငွေကုန်ကြေးကြခံတိစောက်ခဲ့တဲ့နေပြည်တော်ဟာ ငလင်တန်ခံရပြီးတဲ့နောက်မှာအရေးအသွေးညံ့ပြင်းမှုကိုပြည်သူတွေမျက်မြင်ထင်ရှားတွေးလိုက်ကြရတာလည်းဖြစ်ပါတယ်